ကလကဘာဖလန်ကိုဝေမကန်ရတဲ့အသင်းနေရာသားမကောင်းပြောကြတာလို့ပြောဆိုလာတဲ့ကွာဒီယိုလာ မန်စီးတီးအသင်းကြီးပြောက်ဘက်ဂွာဒီယိုလာကဖီဘာကလပ်ကပဖလားပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်နိုင်ကလာမယ့်ရာသီမှာသူတို့အသင်းကိုဒုက္ခဖြစ်စေနိုင်ပေမဲ့ပြိုင်ပွဲမှာဝင်ကန်ခွင့်မရတဲ့တခြားအသင်းတွေကပြိုင်ပွဲအပေါ်ကိုမနာလိုဖြစ်နေတယ်လို့ပြောဆိုသွားခဲ့ပါတယ်။မန်စီးတီးအသင်းက quarter final ကိုရောက်ရှိဖို့အတွက်16သင်းအဆင့်ရှုံးထွက်မှာ sorry glad အဟီလာအသင်းနဲ့အရှင်ပြိုင်သွားရမှာဖြစ်ပါတယ်။ Guardiola နဲ့ Man City ကစားသမားတွေကအမေရိကန်မှာရောက်ရှိနေတာနှစ်ပတ်ကျော်ကြာပြီဖြစ်ပြီးတော့ဇော်လန်က73ရက်နှစ် နေ့မှာနယူးယောက်မှာကျင်းပမဲ့ပိုလူပွဲအထိတက်ရောက်နိုင်ခဲ့မယ်ဆိုရင်တော့နောက်ထပ်နှစ်ပတ်လောက်ဆက်နေရအောင်မှာဖြစ်ပါတယ်။အဲဒီလိုသာဆိုရင်တော့ကစားသမားတွေအနေနဲ့ရာသီသစ်မစခင်အနာရတဲ့အချိန်ကအနေငယ်သာကြံရှိတော့မှာဖြစ်ပါတယ်။ကလပ်ကပဖလားပြိုင်ပွဲရလဲအခုမှစတင်တဲ့ပြိုင်ပွဲအသစ်ဖြစ်တာကြောင့်လာမယ့်ဩဂုတ်လ15ရက်မှာစတင်သွားမဲ့ရာသီသစ်အပေါ်သူရဲ့ကစားသမားတွေဘယ်လိုတုံ့ပြန်သွားမလဲဆိုတာမသိဘူးလို့ခေါ်ဒီယိုလာပြောဆိုခဲ့ပါတယ်။ဒီပြိုင်ပွဲပြီးရင်ဘာတွေဖြစ်လာမလဲ ဆိုတာစောင့်ကြည့်ရပါဦးမယ်ဘောလုံးပွဲပြီးရင်ဘာဖြစ်လာမလဲကြည့်ကြတာပေါ့ပရီးမီးယားလိကကျွန်တော်တို့ကိုအနားယူဖို့အချိန်တခုခွင့်ပြုပေးထားတာမလို့ကျွန်တော်တို့တွေအချိန်ယူပြီးတော့အနားယူနိုင်ပါတယ်ပြီးတော့မှတော့အကြည့်တာပေါ့နိုဝင်ဘာဒီဇင်ဘာဒါမှမဟုတ်ဇန်နဝါရီလောက်လာရင်တော့ဆိုးရွားတဲ့အရာတွေဖြစ်လာနိုင်ပါတယ် အဲ့ဒီအချိန်လောက်ကြာရင်ကမ္ဘာဖလားကြောင့်ကျွန်တော်တို့မောဖန်းနွမ်းနေနေလောက်ပါပြီ။ဘာဖြစ်လာမလဲကျွန်တော်မသိပါဘူး။ဒီလိုအချိန်တွေမျိုးကကျွန်တော်တို့ဘဝမှာပထမဆုံးအချိန်ကြုံရတာပါ။စိတ်ပိုင်းဆိုင်ရာအရာတော့အရင်တော့ကစားသမားတွေကသူတို့ရဲ့လေရွေးစင်အသင်းတွေအတွက်ကမ္ဘာဖလားဂျာမန်မဟုတ်ယူရိုပြိုင်ပွဲတွေကစားခဲ့ကြပါရင်အဲ့ဒီအတွက်အဲ့ဒါကတခါတလေဖြစ်တတ်ပါတယ်။တခါတလေစိတ်ပိုင်းဆိုင်ရာအရာအနားယူဖို့လိုပါတယ်။အဲ့ဒါမှသာအားပြန်ပြေးလာမှာပါ။ပြီးတော့ပြန်လာတဲ့အခါကျဘာဖြစ်မလဲစောင့်ကြည့်ရပါမယ်။ဆိုပြီးတော့ကွာဒီ ူလာကပြောဆိုခဲ့ပါတယ်။အခုကျင်းပနေတဲ့ကလပ်ကပဖလားပြိုင်ပွဲအပေါ်မှာအမြင်အမျိုးမျိုးရှိနေကြပြီးတော့လီဗာပူးနီပြဟောင်းရှာဂန်ကလပ်ကတော့မကြသေးမီကကလပ်ကပဖလားပြိုင်ပွဲအပေါ်အပြင်းထန်ဝေဖန်ခဲ့ပြီးတော့အတိတ်ပဲတဲ့ပြိုင်ပွဲလို့ပြောဆိုခဲ့ပါတယ်။ကလပ်ကအခုပြိုင်ပွဲကြောင့်ကစားသမားတွေအနေနဲ့လာမယ့်ရာသီမှာတခါမှမဖြစ်ဘူးတဲ့အထင်အရာတွေခြုံတွေးရနိုင်တယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။အဲဒီလိုကလပ်ရဲ့စကားတွေနဲ့ပတ်သက်ပြီးတော့မေးမြန်းတဲ့အခါဂွာဒီယိုလာကအခုလိုပဲဖြေဆိုတုံ့ပြန်သွားခဲ့ပါ တယ်။ကျွန်တော်နဲ့ယာကန်နဲ့ကအချိန်ချင်းပြန်ဆိုင်တိုက်ခိုက်ခဲ့ပူကြပါတယ်။သူရဲ့အကြံဉာဏ်ကဘယ်ကလာတယ်ဆိုတာကျွန်တော်သိပါတယ်။သူရဲ့စကားတွေကကျွန်တော်ကိုသိပြီးတော့အံ့အားမသင့်စေပါဘူး။သူ့ကိုကျွန်တော်နားလည်ပါတယ်။သူ့ကိုလေးစားပါတယ်။အခုတော့သူကနေပြတဲ့ဘယ်ကနေနှုတ်ထွက်သွားပါပြီ။သူရဲ့ဝေဖန်မှုအပေါ်ကျွန်တော်နားလည်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်သာဆိုလဲအဲ့ဒီလိုပြောမိမှမဟုတ်လို့ပါ။ ကျွန်တော်တို့လုံီးပြားတွေကဒီလိုပြိုင်ပွဲတွေကိုစီစဉ်ကြတာမဟုတ်ပါဘူး။အသင်းတော်တော်များကဒီလိုပြိုင်ပွဲတွေနဲ့ပတ်သက်ရင်ဇောရကတက်ကြပါရင်မကြိုက်ကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကဝင်မကန်ရတာကြောင့်မှအဲလိုမဟုတ်ပဲသူတို့လည်းဝင်ကန်ရရင်တော့ဒီပြိုင်ပွဲတွေကိုသဘောကျကြမှာပါ။သူတို့ရဲ့မီဒီယာတွေပရိသတ်တွေအကောင့်တီကိုရောက်နေမှာဖြစ်ပြီးတော့ဒီပြိုင်ပွဲမှာပါဝင်ရတာက ဝင်ငွေတွေရမှာဖြစ်လို့သူတို့တွေတေချာပေါက်ပျော်ရွှင်ကြမှာပါ။ဒါပေါ့ဒါအနည်းပြတူအထွတ်တော့အကောင်းဆုံးခြေနေမဟုတ်ဘူးပေါ့။လာမ မရသည့်အတွက်ပြင်ဆင်ဖို့နှစ်လအချိန်ရရင်သဘောကျမှာလားဆိုရင်ကြတာပေါ့လမရသည့်အတွက်လန်းစန်းနေကြလားဆိုရင်လန်းစန်းနေကြတာပေါ့ဒါပေမဲ့အခုတော့ဒီလိုဖြစ်နေပါပြီပြီးတော့ဒီပြိုင်ပွဲမှာပါဝင်ခွင့်ရဖို့ကျွန်တော်တို့အရင်ကလုပ်ခဲ့တာတွေကြောင့်ထိုက်တန်ပါတယ်ဒီပြိုင်ပွဲမှာပါဝင်ရနေပြီးရင်တော့ကျွန်တော်တို့တွေအကောင်းဆုံးလုပ်သွားရပါမယ်ဆိုပြီးဂွာဒီယိုလာကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်